ော်အမျိုးသမီးပြိုတွေပေါ့အိမ်အောင်ရှိအမျိုးသားတွေကသူတို့ကိုလာချင်းကတ်တယ်ဒီအိမ်အောင်ရှိအမျိုးသားယုံလို့ရလားဒီအိမ်အောင်ရှိအမျိုးသားကပြောတာတော့သူ့အမျိုးသမီးနဲ့တိုင်နဲ့နေပေမဲ့အဲတရေဝင်မကွဲရသေးတာပဲရှိရဲ့အိမ်လင်များလို့မနေဘူးဆိုရဲဟာပဲပေါ့နော်အဲ့တော့ကျမပြောချင်တာကလေပြောမေးထားတာလေနှစ်ယောက်သုံးယောက်ရှိတယ်နောက်ကျမအကြံဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ကျမရောလေအခု၂ရက်၃ရက်လောက်ရှိရလာရင်ဖွင့်ထားတာပေါ့နော်အမျိုးသမီးပြိုတွေပေါ့အိမ်အောင်ရှိအမျိုးသားတွေကသူတို့ကိုလာချင်းကတ်တယ်ဒီအိမ်တော်ရှိအမျိုးသားယုံလို့ရလားဒီအိမ်တော်ရှိအမျိုးသားကပြောတာတော့သူ့အမျိုးသမီးနဲ့တအိမ်နဲ့နေပေမဲ့အဲတရေဝင်မကွဲရသေးတာပဲရှိရဲ့အိမ်လင်များလို့မနေဘူးဆိုတော့ဟာပဲပေါ့နော်အဲ့တော့ကျမပြောချင်တာကလေ ပြောမေးထားတာလည်းနှစ်ယောက်သုံးယောက်ရှိတယ်။နောက်ကျမအကြံပေးလိုက်လို့ရှိရင်လည်းတစ်ဖက်သက်ကြီးပဲဒီအမျိုးသမီးတာဘလို့ဖြစ်လဲဆိုတော့မဟုတ်ဘူး။အဲသူ့အမျိုးသမီးကိုကအဲကျမပြောတယ်မဖြစ်နိုင်ဘူးနောက်ဆုတ်လိုက်ဒီလိုအိမ်တော်ရှိတယ်ဆိုရင်ကိုပဲပူလောင်ရမှာလို့အကြံပေးပြန်တော့လေတချို့အမျိုးသမီးတွေကကျတော့လည်းဘလို့ဖြစ်လဲဆိုတော့ အာမဟုတ်ဘူးတော့သူ့အမျိုးသမီးနဲ့ကွဲမှာအဲကွဲဖို့ကိုညီမကိုစောက်ခိုင်းနေဆိုတော့ဒါကကျမဘက်ကအကြံပေးတဲ့ဟာကိုလက်မခံဘဲနဲ့ကိုယ့်ရဲ့စိတ်ကိုရှည်တန်းတင်လာနေတူသွားပြီလေအဲ့တော့ကျမပြောချင်တာကဒီအိမ်အောင်ရှိအမျိုးသားတွေကကိုယ့်လာချင်းကပ်ပြီဆိုကြလေနှာဘူးတနာယူစိတ်တက်ကရုပ်မာနေလို့ပဲလေကျမပြောချင်တာကတချို့အိမ်အောင်တဲ့အမျိုးသားတွေကကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုကိုရချင်ယုံနဲ့တစ်ဖက်က အမျိုးသမီးတွေကိုတကယ်ကို အမြစ်တာငတ်တဲ့အမျိုးသမီးရှိတယ်တချို့ကျတော့တချို့ကျတော့တကယ်ကိုအာကိုရှာတဲ့အမျိုးသမီးတွေရှိတယ်အဲ့လိုအမျိုးသမီးတွေကကျတော့ဒီအမျိုးသားတွေပေးတဲ့ညှော်လင့်ချက်ကြီးမှာသွားပြီးတော့ကိုယ့်ရဲ့ဘဝစတေးလိုက်တာမျိုးရှိတယ်အဲ့ဒါကလုံးဝကိုမားတယ်ကွာမားတယ်ဆိုတာအဲ့ဒီကောင်တွေကဘလို့ဖြစ်လဲဆိုသူတို့တွေဒီအအမျိုးသမီးတွေရဲ့အားနဲ့ချက်ကိုသူတို့ကောင်းကောင်းသိတယ်အမျိုးသမီးတယောက်ကိုတို့ချင်းကပ်မယ်ဆိုဒီအမျိုးသမီးကဘာလိုအပ်နေလဲဆိုသူတို့ကောင်းကောင်းသိတယ် အဲဒီအမျိုးသမီးရဲ့လိုအပ်ချက်ကိုထောက်ပြီးတော့သူကချင်းကတ်တာအဲ့ဒီအိမ်အောင်ရှိအမျိုးသားတွေကအဲ့ဒီအဲ့ဒီဟာအဓိကအချက်သူတို့တားကတ်ကတော့ခန္ဓာကိုယ်ရဖို့ပဲတချို့ကတော့ရှိတယ်ဖောက်ပြန်လို့ကောင်းလက်ဆနဲ့ဒီအမျိုးသမီးနဲ့လက်တန်ရောစင်တွေ့ရွားပြီးဆက်ပြီးတော့ဒီအမျိုးသမီးနဲ့ပဲရေရှည်တွဲပြီးနောက်မရဖြစ်ထားလိုက်တဲ့ဟာတွေတော့တသက်ရှိတယ်တချို့အမျိုးသားတွေကကျတော့လေကို့ပါအိမ်အောင်ရှိရကို့ရဲ့အိမ်အောင်ရေးကိုတော့အပြတ်မခံဘူးဒါပေမဲ့ရရင်ရတယ်လို့ဒီအာဟိုအပြိုတွေလူလွတ်တွေနဲ့သူတို့ကဖောက်ပြန်ကြတယ်ဆိုတာကဒါ တဖက်ကအမျိုးသမီးကိုမျောလင့်ချက်ပေးတာပေါ့ခန္ဓာကိုယ်ရပြရနဲ့စိတ်သက်ကယုံညံ့ပြီးတော့အဲဒီတဖက်ကအမျိုးသမီးကိုလုံးဝသူတို့ခန္ဓာကိုယ်ရပြီးသွားရင်တာဝန်မယူတဲ့လူတွေလည်းရှိအဲ့တော့ကိုကတာဝန်အယူမခံရတဲ့မိန်းမမိန်းမတွေမှာဖြစ်အောင်သူတို့တွေဒီတော့မှတရားဝင်ကသူတို့အမျိုးသမီးကိုသူတို့လက်ရှိကွဲရဲမှာမဟုတ်သူတို့ဖောက်ပြန်တာလည်းသူတို့လက်ရှိမယင်ကြီးကိုသူတို့ပေးတိရဲမှာမဟုတ်တိတာတိကြီးကိုဖက်ကိုလည်းရက်တိဖို့ဆိုတာမရှိဘူး တကယ်လို့ဒီဖောက်ပြန်မှုပေါ်မှာဒီအမျိုးသားကသူ့အမျိုးသမီးကြီးတည်သွားလို့ရှင်သူတို့ကဘရော့ခါမှာခေါင်းထိုးပြီးတော့ဖြေရှင်းမဲ့ဟာအတန်းအစားတွေမဟုတ်ဘူးဒီအမျိုးသမီးကြီးတွေပဲရော့ငါဒီလိုနေပေါ်မှာမိတယ်ငါ့ကိုဒီကိစ္စဖြေရှင်းပြီးဆိုပြီးအမျိုးသမီးနဲ့အမျိုးသမီးကြီးနဲ့မယင်ကြီးနဲ့မယင်ငယ်ခေါင်းတည်ပေးလိမ့်မယ်အဲ့လိုဟာတွေကအဲ့တော့ကျွန်မပြောချင်တာကမယုံနဲ့လေမယုံနဲ့ကျွန်မပြောချင်တာယုံရင်တော့ခံပေါ့ယုံရင်တော့ခံပေါ့အဲ့ကျွန်မပြောချင်တာက အဲ့လိုကောင်းနေတချို့ကျတော့ဒီအမျိုးသမီးတွေရဲ့အဖြစ်တော့မဟုတ်ဘူးကွာယုံအောင်ပြောလို့ယုံလိုက်တာမျိုးလည်းရှိတယ်။အားကိုးနေတဲ့အချိန်မှာသူများတကယ်မေတ္တာပေးနိုင်မလား၊သူများတကယ်ကိုယ့်ပေါ်မှာဒီလို support ပေးနိုင်မလားဆိုရဲစိတ်နဲ့တော့တွားပြီးယုံမိတယ်။အဲ့ယုံမိတဲ့ကိုယ့်ကိုယ်ကိုပဲခေါင်းချိန်ချိန်ထုလိုက်။အဲ့ဒီလိုကောင်းနေရတသက်လုံးတာဝင်ယူမှုတာဝန်ခံမှုဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူး။ ကို့အပြင်မှာထားပြီးနောက်ထပ်တယောက်ပြောက်ပြောက်ဆိုတာလည်းထားလိုက်မှာဖောက်ပြန်တဲ့အစကွာကို့ရဲ့မယားကြီးရှိနေရတဲ့နဲ့ကို့ကိုလာပြီးမှဒီလိုပြောရဲပြီဆိုကြဲကွာကိုကိုယ်တိုင်စဉ်းစားလိုက်တော့ကိုကိုယ်တိုင်ကို့စော်ကားတယ်လို့ပဲပေါ့ကို့စော်ကားလိုက်တယ်လို့ပဲဟာငါလက်သက်ချမ်းချင်တာလားဆိုတာပဲတွေးပြီးတော့မိပစ်ပလိုက်ကျွန်မအမျိုးပြောချင်တာတချို့မျိုးသမီးတွေကကြတော့ကွာကို့အကြံပေးတယ်ဆိုတော့သွားမလုံးနဲ့ဒီအရာတွေကတို့တို့ရှိတတ်တယ်ကို့ခန္ဓာကိုယ်ကိုရချင်ယုံနဲ့လက်သက်ဆန်းချင်ယုံနဲ့ အဲ့အဲ့လိုအိမ်တော်ရှိအမျိုးသားတွေကအရန်လေဘယ်လိုပြောမလဲအဲ့လိုမမရငယ်တွေထားချင်တဲ့ဟာတွေကသူတို့တွေကအရန်ဒီအမျိုးသမီးနဲ့အဲသူတို့ရဲ့ခေါင်းထဲမှာတဏှာပဲရှိတယ်ကွာရှင်းရှင်းပြောရင်နည်းနည်းလေးအဲဖင်ကြီးမယ်ယင်ကိတ်မယ်ဆိုရင်သူတို့ကတက်တက်ဆန်းချင်တာအယတာခံချင်တာအဲဒီအမျိုးသမီးနဲ့နေလို့ရှင်ဘလို့ရတာရှိလဲဆိုတော့တရှင်တို့တွေဒီစဉ်းစားကြည့်လိုက်ကိုယ့်ရဲ့အိမ်တောင်ဘက်ကိုယ့်ရဲ့သားသမီးတွေပေါ်မှာတော့တစ္ဆာမရှိတဲ့လူတယောက်ကကိုယ့်ပေါ်မှာတစ္ဆာရှိဖို့ဆိုတာရခိုင်နှုန်းပြည့်ယုံကြည်လို့မရဘူး ခုခက်ကဘယ်မှယုံလို့မရကိုကိုကိုတော်ယုံလို့မရကိုတော်မှစိတ်ကအာခဏနေတမျိုးခဏနေတမျိုးအမျိုးမျိုးဖြစ်နေတာအဲ့တော့သူများစိတ်ကိုသွားပြီးယုံနေเนาะကိုဖြစ်ကိုခံမဲ့ပေါ့အဲ့လိုပဲပြောချင်တယ်အဓိကပြောချင်တာကတော့အိမ်တော်ရှိရသားနဲ့သူများကိုမျောလင့်ချက်ပေးပြီးသူများခန္ဓာကိုလိုချင်တဲ့ယောက်ျားတွေအောက်တန်းအကြဆုံးပဲပြောချင်တာပါအဲ့တော့ကျမကလာတိုင်ပင်လို့ရှင်ကျမကတော့တက်နိုင်တဲ့လောက်ဒီဒုတိယလူမဖြစ်ဖို့ဒီဒုတိယအဲဒီအိမ်တော်တဲ့အမျိုးသားတွေပေါ့နော်ဒုတိယလူဆိုတာကလည်းခုနပြောသလိုအမျိုးမျိုးရှိတယ်ကွာ အပြက်ဆဲပြီးတော့ဒုတိယလူအဖြစ်ကိုလာရွေးချယ်တယ်ဆိုတော့ဒါပြက်ဆဲပြီးသွားတဲ့လူလက်ခံတာဒါကိုကိုစဉ်းစားပေါ့ကိုအတွက်တကယ်ရည်ရှိကောင်းတယ်လားမပြက်မဆဲဘဲနဲ့ကိုကိုလာပြီးမှဒုတိယနေရာမှာထားတယ်ဆိုတော့ဒါဒုတိယလူတွေကအပူလောက်ဆုံးပဲဒုတိယလူတွေကဒုတိယမီးနဲ့ပထမမီးကိုအတူတူပေါင်းပြီးခံရတယ်လို့ပဲပထမလူတွေကပထမမီးကိုပဲခံလိုက်ရတာဒုတိယလူတွေကပထမမီးရောဒုတိယမီးရောလာမဲ့တတိယမီးကိုပါသုံးစုလုံးခံရမှာအဲ့တော့စဉ်းစားဘဝမှာလေချစ်လာပြီဆိုရင် ပထမလူဒုတိယလူတတိယလူရှိခဲ့လို့ရှင်ဒီအလေကဒုတိယလူလည်းအခမ်းအနားဆုံးအဲ့တော့ဒုတိယလူမဖြစ်အောင်အများကကိုယ်ကိုကိုကိုတွေးကိုကိုကိုအဲ့နေရာမှာမနေနဲ့ကွာပူလောင်တယ်အရန်ပူလောင်တယ်နော်အဲ့အကြောင်းပြောချင်တာကကြံညာပေးချင်တယ်စဉ်းစားပါကိုကိုအိမ်တော်နဲ့တော်တရေဝင်ပြတ်စပနဲ့ကိုကိုဟွာပေးမယ်ဒီဟာပေးမယ်ဆိုကိုရှင်းရှင်းပြောရင်ဒီလိုတက်လုပ်ပြီးသွားလို့ရှင်ကိုထားခင်ပါပဲ तू ဝွားသွား तू စားလို့ဝွားပြီးသွားတဲ့အချိန်ကျရင်ကိုဟွာဖြစ်ပါမယ် တချို့တွေဆိုစားလို့တာမဟုတ်ပါဘူးလက်သက်ဆမ်းပြီးသွားလို့ရှင်တော့ပြစ်သွားတဲ့အမျိုးသားတွေညှော်လင့်ချက်တွေပေးပြီးမှအောက်တန်းကြတဲ့အမျိုးသားတွေမှာအများကြီးပဲအဲ့တော့ကိုယ့်ကိုစဉ်းစားအိမ်တော်ဖက်အဲအိမ်တော်ရှိတဲ့လူတွေကကိုယ်ချေးလာဆိုတော့ကိုယ့်ကိုအဟုတ်ထင်မနေနဲ့အဲ့ဒါကိုယ်လက်သက်ဆမ်းတာရရင်ရတယ်လို့ပြီးမှာပဲသူတို့တွေကအဲ့လိုပဲเนาะအဲရှာယူမရှိရင်ရှောက်ပြောနေတာကိုယ့်ရဲ့မိသားစုကတော့တစ္ဆာမရှိပဲနဲ့ကိုယ့်ကိုဒီလိုကြီးလာပြောရဲဆိုတာဖြစ်နိုင်မှမလားစဉ်းစားတွေးကြည့်ပေါ့တကယ်ချစ်လို့ရှင်ကွဲလိုက်အရင်ကွဲပြီးမှကိုယ်လာလာလောက်ခိုင်းလိုက်ကိုတအားစပို့ပေးချင် ကိုတရေဝင်ကွဲပြလိုက်ကွဲပြီးငောက်လာယူအဲ့ဒါမှချစ်တယ်လို့လက်ခံလိုက်မယ်ယုံကြည်လိုက်မယ်လို့ပြောလိုက်နော်ဒါလည်းပြောချင်အဲ့နောက်ပြီးရှိသေးတဲ့တချို့ဟိုအိမ်တော်တဲ့အမျိုးသားတွေကအဲတိမ်နဲ့နေတဲ့မိန်းမနဲ့အစ်စ်မပြေလို့အဲမင်းနဲ့ပဲตายရတာအဲ့ဒီလိုកောင်းနေကလေရှာနှခွနဲ့កောင်းနေတို့တွေကအောက်တန်းကြတဲ့စိတ်သက်က မရင်ကြီးမရင်ငယ်နဲ့အိတ်ချင်တယ်ဆိုရင်မရင်ကြီးမကောင်းကြောင်းပြောလဲမရင်ကြီးနဲ့အိတ်ချင်တယ်ဆိုရင်မရင်ငယ်ရဲ့မကောင်းကြောင်းပြောဟိုဘက်ကပဲမြူဆွဲတယ်လို့လို့မရင်ငယ်ကပဲမြူဆွဲချစ်မပြောပြမယ်ရှင်တို့ယောက်ျားတွေကဘယ်မိန်းမကပဲမြူဆွဲရှင်တို့အချောင်းအတလုံးထောက်မလားဆိုပြီးဘယ်ဘယ်ကောင်းမှမှာတက်ပြီးမှအရင်လှုပ်လို့မရအောင်အဲ့တကယ်အဓိကတနာယူတာကအဲ့ဒီအိမ်အောင်တဲ့အမျိုးသားတွေကပိုဆိုးတယ် เนาะအိမ်ထောင်တဲ့အမျိုးသားတွေဆိုတာအိမ်ထောင်တဲ့အမျိုးသားတိုင်းပြောတာမဟုတ်ဖောက်လွဲဖောက်ပြန်လို့တတ်တဲ့လူတွေကိုပြောတာအဲ့တော့ကျမတခါတလေကျမအကြံဉာဏ်လာတောင်းရင်ကျမလေအရင်တခါတလေဆိုဆဲပစ်ချင်တယ်ဆဲပစ်ချင်တယ်ဆိုတာမိန်းကလေးတွေကိုလေကိုကမလုံနဲ့သွားပြီးမလုံနဲ့ဖြက်လိုက်ဟို ဆိုရင်လည်းကိုယ်စီလည်းအကြံလာတောင်းသေးတယ်ဒီလိုမျိုးအဲဒီလိုအိမ်တော်တဲ့တယောက်ကကိုယ်တကယ့်မြင့်တာအစင်နဲ့ချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒီလောက်ထိပြောပြနေရင်လည်းမဟုတ်ဘူးသူ့ဘက်ကဒီလိုဒီလိုတက်တည်ပြတယ်ကျမအရှိမလည်းသူ့မိမကိုဖုန်းဆက်ပြီးတော့ကောင်းနေရတော့ကိုယ်နဲ့မှုန်နေတဲ့အချိန်မဲ့လေတကယ်မှုန်နေတဲ့အချိန်မဲ့အဲကိုယ်အရန်ချစ်ပြတယ်လို့လုံးပါပဲကျမပြောပြမယ်အိမ်တော်တဲ့အမျိုးသားတွေကလည်းသူတို့ဖောက်လွဲဖောက်ပြန်လို့ပြီးမရင်ငယ်နဲ့ရေနဲ့ตายရနေတဲ့အချိန်နာနော် မရင်ငယ်တွေနဲ့ตายာနေတဲ့အချိန်ဒါဒီမရင်ကြီးကိုမမေ့မေ့ခဏတစ်ဖြစ်ပွဲမေ့ပြမှာမရင်ငယ်နဲ့ဟိုအဲတနှစ်နှစ်နှစ်အလွန်ဆုံး3လေးနှစ်လောက်နေလိုက်ကြည့်နော်3လေးနှစ်လောက်နေလိုက်ကြည့်အဲ့မှာမရင်ကြီးကိုပြန်မတန်းတာတဲ့ကောင်ကြီးတကောင်းမှမရှိဘူးပြန်လာခြင်းနဲ့ကောင်ကြီးပဲအဲသူတို့ကမားပါတယ်သူတို့ကဖြစ်ပါဆိုအဲ့တော့သူတို့ကပျော်ရနေရမှာနေတာသူတို့နားလည်မှုပေးတဲ့နေရာမှာနေတာသူတို့သူတို့စိတ်ခံစားမှုကောင်းတဲ့နေရာမှာနေမှာအဲ့တော့မရင်ကြီးကိုချစ်လာမရင်ငယ်ကိုချစ်လာဆိုသူတယောက်မှမရှိဘူးကိုကိုကိုပဲပို့ချစ်တာ မရင်ကြီးနဲ့မပြောမရင်ငယ်ရှာမယ်မရင်ငယ်နဲ့မပြောမရင်ကြီးစီပြန်လာမယ်အဲ့လိုកောင်းအတန်းစားတယ်ပဲအဲ့တော့အဲ့ဒီအဲ့လိုកောင်းနေကကိုယ်ကိုလာပြီးတော့အာဒီလိုတွေထားမယ်ဒီလို support ပေးပါမယ်ဒီလိုလုပ်မယ်ဆိုရင်အဲ့ဒါယုံရင်တော့ကိုခံပါကိုခံပါကျမအကြံဉာဏ်လာမတောင်းနဲ့ကျမအကြံဉာဏ်ပေးလဲရှုတော့လက်ခံတာမဟုတ်ဘူးအဲ့တော့အဲ့လိုအဲ့လိုတဏှာယူတဲ့កောင်းနေကတော့ခန္ဓာကိုယ်ရပြရတယ်အပြောက်ရိုက်သွားလိမ့်မယ်အဲ့ဒါအောက်တန်းစားလို့ခေါ်တယ်တိလားအဲ့တော့မယုံစမ်းကြည့်လိုက် ကိုယ့်ပေါ်မှာ support ပေးနိုင်လဲမရဲကြီးလောက်ကောက်ကောက်ပေးနိုင်မို့သူတို့ယူထားတဲ့မရားလောက်တော့ကိုယ်အာရတဲ့လောက်အကုန်ပေးမှာမဟုတ်ဘူးတချို့ကတော့ရှိရဒီမရင်ကြီးလောကမကောင်းလို့မရင်ငယ်ဘူးရတပ်ပံပေါင်းတဲ့လူတွေလည်းရှိရအာမရားငယ်မရင်ငယ်ဆိုတာကလေကျွန်မပြောပြမယ်လက်ရှိဒီဖတ်တမအကြီးနဲ့မကွဲပဲနဲ့နောက်ထပ်ထားတာမရင်ငယ်လို့ခေါ်တယ်မရင်ငယ်လို့ခေါ်တယ်အခုခေတ်မှာမရင်ငယ်မရင်ကြီးဆိုတာတိတ်မရှိတော့မရက်ပြိုင်မရှိတော့အဲ့ဒီလက်လုံးစကားပြောရလို့ရှင့် တရေဝင်ကွဲပြီးသွားပြီးနောက်အိမ်ထောင်ထပ်ဖြူလာကိုမရင်ငယ်လို့သွားခေါ်လို့မရဘူး။ဟိုဘက်ကတရေဝင်မရဖြစ်သွားပြီ။အဲ့တော့တရေဝင်မရကြီးနဲ့ကွဲပြီးနောက်ထပ်မရင်ငယ်ထပ်ယူလာကိုအဲ့ဒီမရင်ငယ်မရင်ငယ်လို့အငယ်လို့သွားပြောလို့မရဘူး။သူ့ရဲ့တရေဝင်မရဖြစ်သွားပြီ။အဲ့တော့မရင်ငယ်ဆိုတဲ့အတော့အနှုံးကလက်ရှိဒီအိမ်ထောင် တဲ့အမျိုးတမီးနဲ့မကွဲသေးပဲနဲ့နောက်ထပ်တယောက်ကို ထပ်ပြီးဖောက်လွဲဖောက်ပြန်ထားတာကိုမယားငယ်ထားတာလို့ခေါ်တာဒီအိမ်အောင်တဲ့ကိုကွဲပြီးတော့နောက်ထပ်တယောက်ကိုထပ်ယူတရေဝင်ယူပြီးလက်ရှိမှာအာ public မှာတွဲတာကိုမရင်ငယ်လို့မခေါ်ဘူးဒါသူတေအဲ့တော့ခုနပထမအိမ်အောင်နဲ့ကွဲပြီးဒီနောက်အိမ်အောင်ထပ်ယူလိုက်တာကိုမရင်ငယ်လို့သွားသုံးလို့မရဘူးတရေဝင်ပြန်ယူလိုက်တာပေါ့ဒါဒုတိယအိမ်အောင်ပေါ့စကလုံးအလနဲ့သုံးမှဆိုအဲ့တော့စဉ်းစားပေါ့ ဒီဖောက်လဲဖောက်ပြန်လောက်တဲ့လူကိုဖတ်တမလူရောဒုတိယလူရောမယုံစေချင်းသူတို့တွေဒီကိုကိုကိုချစ်တာကိုကိုကိုပို့ပြီးဦးစားပေးတာအဲ့တော့ဖတ်တမလူကိုသူကိုချစ်တယ်လားဒုတိယလူကိုချစ်တယ်ဘာလို့မှမချစ်ဘူးဖောက်လဲဖောက်ပြန်လောက်ပြီးဆိုကြတာသူ့ကိုသူချစ်လို့နော်အဲ့ဒါကိုကကိုပဲသူစဉ်းစားနော်ဒါလေးပဲပြောချင်တယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုအမြင်ကိုခံစားချက် ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။